ဝိသကကျောင်းမှာဤတနေ့ကျတော့ကျောင်းလာပြီးတော့ဥပုသ်ဆောင်ဥပုသ်ဆောင်တဲ့နေ့ဝိသကမြတ်စွာဘုရားကမေးတယ်ဒီကနေ့ဘာလုပ်တာလဲလို့မေးတော့အရှင်ဘုရားတဲ့ဒီနေ့ဥပုသ်နေ့မို့တပြီးတော့ဥပုသ်ဆောင်ပါလေကျောင်းလာတဲ့အခါမှာရှောက်ဥပုသ်နေ့မို့ဥပုသ်ဆောင်ပါလေလို့ဆိုတော့မြတ်စွာဘုရားကဥပုသ်၃မျိုးရှိတဲ့အကြောင်းရှင်းပြတယ် အဲ့ဒီနေရာမှာအတင်တရံချင်းကွဲပြားခြားနာသွားပြီဆိုတာတတိထားဖို့เนาะဥပုသ္စောင်းဥပုသ္စောင်းဆိုပေမဲ့လို့နာမည်အားဖြင့်ဥပုသ္စောင်းတယ်လို့ဆိုပေမဲ့လို့အနိတ္တရဘိုင်းကွာခြားသွားလို့ရှိရင်အကျိုးပေးခြင်းဟာလည်းကွာခြားသွားနိုင်တယ်ဒါကြောင့်မို့လို့မှန်ကန်တဲ့နိလန်းနဲ့အတိတ်ပဲရှိရှိဥပုသ္စောင်းတတ်ဖို့ဟိုအရေးကြီးတယ် မြမလူမျိုးတွေကိုရမသာဝင်နေတာဥပုပ်နေဥပုပ်ဆောင်ရတယ်ဥပုပ်ဆောင်တယ်ဆိုတော့လူတိုင်းလည်းကြားဘူးတယ်ဆောင်လည်းဆောင်ရသို့သောဥပုပ်ဆောင်ခြင်းရဲ့အနှစ်သာရအဓိပ္ပာယ်ရှိရှိသိဖို့မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဥပုပ်ဆောင်တာဘာသာရေးလုပ်ငန်းတစ်ခုလို့ဖြစ်ပြီးတော့အဲ့တော့မြတ်စွာဘုရားကဝိတာခါကိုဥပုပ်၃မျိုးအကြောင်းရှင်းပြတယ် နံပါတ်1ဥပုပ်ကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုပ်ဆောင်ပြီတဲ့အဲ့ဒါကတခုအဲ့ဒါကိုပါဠိလိုဂောပါလကုပောတထဂောပါလကဥပောတထဂောပါလကဆိုရင်နွားချောင်းသားဥပောတထဆိုတာဥပုပ် နွားချောင်းသားဥပုပ်ဆိုတာနွားချောင်းသားတွေစောင့်တဲ့ဥပုပ်ကိုပြောတာမဟုတ်ဘူးနွားချောင်းသားရဲ့စိတ်နေစိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုပ်မျိုးလို့ဒီလိုဆိုလို့လေအဲ့တော့ဥပုပ်တွေဟာဥပုပ်စောင့်ပြီးဆိုလို့ရှိရင်မှန်ကန်တဲ့စိတ်ထားရှိဖို့จิตသုံးတဲ့အခါမှာဤစနစ်ကြားနာဖို့အမတန်မှအရေးကြီးတယ်ဆိုတော့ထင်ရှားဥပုပ်စောင့်နေလို့ဆိုပြီးတော့ မကန်တဲ့ရည်ရွယ်ချက်တွေမပြည့်ဘူးအတိတ်ပဲမရှိဘူးဆိုလို့ရှိရင်ထိုဥပုသ်ဆောင်ရင်အကျိုးဟာညာစွာရမှာမဟုတ်ဘူးဒါကြောင့်မို့ဝိသခာကိုမြတ်စွာဘုရားရှင်းပြတဲ့နံပါတ်1ဥပုကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ပြီးတော့စောင့်နှိုင်းရှင်ရမယ်ဥပုမျိုးတဲ့ဥပုသ်ဆောင်ခြင်းမျိုးကတစ်ခုနောက်တစ်ခုကနိခန္ထုပောဒထလို့ခေါ်တယ် နိဂန္ဓဆိုတာဗုဒ္ဓလက်ထက်တော်ခါကလာတုန်းကဘာသာရေးတစ်ခုပေါ့ဒီကနေ့အိန္ဒိယခေတ်မှာဂျိန်းဘာသာဝင်လို့ခေါ်တယ်ဂျိန်းဘာသာလို့ခေါ်တယ်ဘုရားမြတ်စွာလက်ထက်တော်ကတော့ဂျိန်းလို့မခေါ်ဘူးနိဂန္ဓလို့ခေါ်တယ်အဲ့ဒီနိဂန္ဓယဟန်တွေကလမ်းညွှန်မှုပြုပြီးတော့စောင့်တဲ့နိဂန္ဓတွေရဲ့တရားဓမ္မတွေစောင့်တဲ့ဥပုံမျိုးတွေ အဲ့ဒီဥပုပ်ကိုမြတ်စွာဘုရားထည့်ပြီးတော့ဟောတာလို့ရှိတယ်။ဒါနဲ့တတိထားစရာဒီကနေ့ခေတ်မှာလည်းပဲအခြားဘာသာတွေမှာလည်းဥပုပ်ဥပုပ်တွေရှိကြတယ်။နောက်တစ်ခုကအရိယပောဒထမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေစောင့်သုံးတဲ့ဥပုပ်တဲ့။ဟောဒီဥပုပ်ကတည်းကအတိတ်ကရှိတဲ့ဥပုပ်ဖြစ်ရမယ်။အဲ့တော့ဘာသာရေးလုပ်ငန်းတစ်ခုမှာ စနစ်တကျနီလာမှန်မှန်ကန်ကန်လောက်တတ်မှအကျိုးရှိတယ်။ဘယ်ညာပဲဖြစ်ဖြစ်ဒါကမှန်ကန်တဲ့နီလာနဲ့ကြိုးစားအထုံးမှအရာရာမှအောင်မြင်တယ်အကျိုးရှိတယ်ဆိုတာလား။သုံးမဟုတ်လို့ရှိရင်ရည်မှန်းချက်အတိုင်းဖြစ်ချင်မှဖြစ်။အေကောင်းပြီ။ နွားကျုံသားစိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုသ္စောင်းနည်းဆိုတာဘယ်လိုဟာတော့ဘုရားဘာသာဝင်မဲ့ဖြစ်ဖြစ်ဘာဘာသာဝင်မဲ့ဖြစ်ဖြစ်အထူးအဖြစ်ဘုရားဘာသာဝင်နေတဲ့နေ့အခါကာလမှာရှစ်ပါးသီလစောင့်တည်ပြီးတော့ကျောင်းကံဖျားသွားပြီးတော့ဥပုသ္စောင်းညတယ်အဲ့ဒီလိုဥပုသ်ဆောင်တဲ့အခါမှာမဆောင်နိုင်တဲ့ကဘာတွေလုပ်တာ တချို့ဥပုပ်တယ်တွေရဲ့စိတ်ထားကိုပြောပြလာမဆောင်နိုင်ကဘာလုပ်တော့ဆိုဥပုပ်ဆောင်နေဆိုရင်နေ့7နှစ်ရနေပြီးတော့နောက်တည့်ရမနေ့အာယုမတက်ခင်မစားရဘူးဆိုတဲ့အတိလေးဝင်မနေဘူးလားဝိကာလဘောဇနာမစားရဘူးဆိုတာလေးသိနေတော့ဘာကြောက်တုံဆိုရင်ထမင်းဆာမှာကြောက်တယ်အဲ့တော့ထမင်းဆာမှာကြောက်တဲ့အခါကျတော့ဥပုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ဖွဲဖွဲရာရာတွေချက်ပြုတ်ကောင်းလို့ရာရာတွေချက်ပြုတ်ပြီးတော့ထမင်းမဆာအောင်ဆုံးပြီးတော့ပို့ပြီးတော့စားဖို့ကျွတင်ပြီးတော့ပြင်ဆင်တယ်မလုပ်ဘူးလားအဲ့ဒါမျိုးပြင်ဆင်အဲ့ဒီလိုကျွတင်ပြင်ဆင်ပြီးကောင်းလို့ရာရာတွေစားနောက်တည့်ရက်အတွက်တွေးသေးတယ် ဒီနေ့တော့จิตตาဟင်းနဲ့စားတယ်နောက်ရက်ကျတော့ဝတ်ตาဟင်းနဲ့စားမှာဟိုနောက်တစ်ရက်ကျတော့ဘာဟင်းချက်မယ်လဲဆိုပြီးတော့အစာတောက်ကိုစိတ်ကူးပြီးတော့စောင့်တဲ့ဥပုပ်မျိုးတွေလည်းရှိတာပဲတာအင်းမြတ်စွာဘုရားကဒီကနေ့ဘာဟင်းနဲ့စားတဲ့လက်ပြင်ကဘာဟင်းစားမယ်တပတ်ခါဘာဟင်းစားမယ်အစာအတောက်တွေကိုစီမံပြီးစိတ်ကူးပြီးတော့စောင့်တဲ့ဥပုပ်မျိုးတွေ အဲ့ဒီဥပုပ်မျိုးတွေကအကျိုးသိပ်ပြီးတော့မရှိဘူးတဲ့။နွားเจ้าသားတွေစိတ်သဘောထားနဲ့သွားတူနေတယ်။အစားအသောက်ပေါ်မျောလင့်ပြီးတော့စားစရာတောက်စရာတွေမျောတွေးပြီးတော့စောင့်နေတဲ့ဥပုပ်မှာဘာဥပုပ်တုံးဘာဘာကိုမျောတွေးတာတော့ဆိုလို့ရှိရင်စားစရာတောက်စရာမျောတွေးခြင်းသည်အဘိဓိစာအဘိဓိစာဆိုတာစားစရာအာယုံပေါ်မှာရှင်းရှုတွေးနေတဲ့လောဘစိတ်တွေဖြစ်တယ် ြောเนาะဒီနေ့ဒီဟင်းစားပြီးတော့ဥပုသ္စောင်းနဲ့နောက်ရကြတော့ကိုဟင်းစားမယ်ကိုအစားစားစားမယ်နဲ့အစားအစာတွေပေါ်မှာစိတ်အများကြီးရောက်ပြီးတော့စောင့်တဲ့ဥပုသ္တဥပမာမဲ့နွားចောင်းသားတွေဟာနွားကိုចောင်းပြီးတော့တနေ့ကုန်တဲ့အခါနွားတွေပေါင်းပြီးတော့ခြံနဲ့ထည့်နွားပိုင်ရှင်ကိုပြတ်အပ် ပြန်အပ်ပြီးတော့သူတို့ဘာတွေစိတ်ကူးတော့ဆိုရင်အေးဒီကနေ့ဒီနွားအုပ်ကိုဒီစချက်မှာကျွေးပြီးတော့ဒီနေရာမှာရေတိုက်တယ်လက်ပြင်ကကြတော့တို့စချက်ပြောင်းရမယ်ဒီစချက်မဟုတ်တော့ဘူးနောက်ထပ်စချက်တနေရာပြောင်းပြီးတော့ဘယ်နေရာမှာရေတိုက်မယ်ဆိုရင်စီမံချက်တွေမချရဘူးလားအေးနွားเจ้าသားတွေဟာဒီကနေ့ဒီနေရာမှာ နွားចောင်းတယ်လက်ပြင်ကဟိုနေရာမှာចောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့နေတယ်လို့ပဲဥပုပ်တယ်ဟာလည်းပဲဒီကနေ့ဒီဟင်းနဲ့စားတယ်လက်ပြင်ကကြတော့ဟိုဟင်းချက်မယ်ဟိုအစားအစာစားမယ်ဆိုပြီးတော့စားရေးတောက်တာလုံးပန်းပြီးတော့စားရေးတောက်တာကိုသာတွေးတောပြီးတော့စောင့်တဲ့ဥပုပ်မျိုးဟာနွားចောင်းသားစိတ်သဘောထားနဲ့တူးနေသည့်အတွက်ကြောင့်မြတ်စွာဘုရားကအဲ့ဒါကို ဂောပါလကုပောဒထာတဲ့ငါကြောင့်သားရဲ့စိတ်နဲ့နှိုင်းရှင်ပြီးတော့ပြောရမယ့်ဥပုသ္ဆောင်ခြင်းမျိုးလို့ခေါ်တယ်။အဲ့ဒီဥပုသ္ဆောင်ခြင်းမျိုးဟာလောဘနဲ့အချိန်များများကုန်တာမို့လောဘစိတ်တွေထိမ့်နိုင်တာမဟုတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကနမဟာကလောတဲ့အကျိုးများများမရှိဘူးတဲ့နမဟာနိတံတော့များစွာသောအနိတ္တတွေရမှာမဟုတ်ဘူးလို့ဒီလိုပြောတယ် အဲ့တော့မမှန်ကန်ဘူးပေါ့အဲ့ဒီစိတ်ဓာတ်မျိုးလေဥပ္ပိုလ်မဆောင်နိုင်ဘူးပေါ့